စကိုင်းနိုင်ရာတော်မျိုးနယ်ကကျေးရွာတွေကိုတကြံအတက်နဲ့ဒီနေ့မနက်ပိုင်းစေုပ်စုကတိုက်လေရင်နဲ့ဘုံလေးလုံးကျဲချတက်ဖြက်လို့ဒေသခံပြည်သူတွေထိခိုက်သေဆုံးမှုရှိတယ်လို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါတယ်။ AB လ16ရက်မနက်9နာရီဝန်းကျင်မှာအရာတော်မျိုးနယ်တောင်ပိုင်းအရာတော်နဲ့မုံရွာအဆက်ကရွာတရွာကိုတိုက်ပွဲမရှိဘဲအကြောင်းမဲ့စေုပ်စုကမန္တလေးတရာဟုတ်ကနေတက်လာတဲ့ Jet Fighter တိုက်လေရင်နဲ့၄ချိန်ဘုံကျဲတက်ဖြက်ခဲ့တာပါ။ ဘုံကျဲပြီးတဲ့နောက်ဇတိုက်ဆိုသလိုအရာတော်မျိုးစခတတဆက်ခေါ်စက်ချေကန်လေးကြည်ရတက်ကနေလဲဟောင်းဝင်းစာလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့ပါသေးတယ်။ဇောစုကတိုက်လေရင်နဲ့ဘုံကျဲပြီးလက်နက်ကြီးနဲ့ထူနေလို့ဒေသခံပြည်သူတွေအနေနဲ့တကြံတချင်းဖွင့်တာတွေရန်နာပြီးလေချောင်းတန်နာဆွင့်ကြဖို့အရာတော်မျိုးနဲ့ပြည်သူ့ကာကွယ်အဖွဲ့ပကဖကသတိပေးချက်ထုတ်ပြန်ထားပါတယ်။စိုးစုဟာတကြံကာလအတွင်းမှာလည်းမယံမနာပဲနိုင်ငံတော်ဝန်လေချောင်းပုံကျက်တက်ဖြတ်တာတွေကျွလွန်နေတာပါ